သမရာထရန်ရဲ့အမေရိကန်ရဲ့ကဘာကျော်ဟာဗတ်တက္ကသိုလ်ကိုဖိနှိပ်လိုက်တဲ့လုံရကြောင့်တက္ကသိုလ်လုံးကအံ့အားသင့်သွားပြီဖြစ်ပါလိမ့်။ဟာဗတ်တက္ကသိုလ်ရဲ့နိုင်ငံတကာအကြောင်းသားလက်ခံကွန်မတီများတွေကိုထရန်ဆူရကပိတ်ပင်လိုက်ပါလိမ့်။ထရန်ဆူရကဟာဗတ်တက္ကသိုလ်နိုင်ငံတကာအကြောင်းသားတွေလက်ခံတင်ကြားပေးဖို့လုံပိုင်ခွင့်ရုပ်သိမ်းကြောင်းတက္ကသိုလ်စီအသိပေးအကြောင်းကြားခဲ့ပါလိမ့်။ဒါဟာဆူရနဲ့ဟာဗတ်တက္ကသိုလ်ကြားပြင်းထန်တင်းမာတဲ့မူဝါဒရေးရာအပြိုင်မှုတွေမှာအစိုးရဘက်ကနောက်တဆင့်တိုးပြီးဖိအားပေးလိုက်တဲ့သဘောပါပဲ။ Harvard တက္ကသိုလ်ကျောင်းသားတွေဘာလို့မလဲစောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ Trump ဆိုရက American တက္ကသိုလ်ကြီးတွေဟာဂျူးစန့်ကျင်ဝါဒအကောင့်လာနေတာကိုတားဆီးပေးဖို့တောင်းဆိုခဲ့ပြီး Harvard တက္ကသိုလ်ကတော့ဒီကိစ္စဟာအစိုးရကလောက်ပံ့ကွင်းဆိုင်ရာဘောင်းကျော်နေတာလို့ယူဆပါတယ်။ဒါကြောင့်အစိုးရရဲ့တောင်းဆိုမှုကို Harvard ကလည်းဖြေဆန်ခဲ့တယ်လို့တက္ကသိုလ်တွေနဲ့အစိုးရကြားအမြင်ကွဲလွဲမှုမှာတက္ကသိုလ်တွေဘက်ကဦးဆောင်တဲ့အစုအဖွဲ့အသွင်ရပ်တည်လာခဲ့ပါတယ်။ အမေရိကန်ရဲ့ပြည်တွင်းလူကြိမ်ဝင်ကြီးဌာနကဟာဗတ်ဒ်လိုဟာအမေရိကန်စံကျင်ရေးကြံဖတ်မှုအပယေဝါဒီတွေကိုခိုလုံခွဲပြုထားပြီးဂျူးကြောင်းသားတွေအတွက်လုံခြုံမှုကင်းမဲ့တဲ့တက္ကသိုလ်ပတ်ဝန်းကျင်ကိုဖန်တီးနေတာလို့ဆွဆွဲပြောကြားလိုက်ပါတယ်နောက်ပြီးတော့ Harvard ကလို့ဟာတရုတ်အနာရကွန်မြူနစ်ပါတီ CCP နဲ့လည်းလက်ပွန်းတတိရှိနေတယ်လို့ဆွဆွဲပါတယ်2024ကတရုတ်အရန်တဖောက်ဝင်တင်နန်းသားတွေကိုလက်ခံလေ့ကျင့်ပေးတဲ့ကိစ္စကိုထောက်ပြခဲ့ပါတယ် ဒီအခြေအနေတွေကြောင့်ဟာဗတ်ရဲ့နိုင်ငံသားအကြောင်းသားလက်ခံခွင့်ရုပ်သိမ်းလက်ကြောင်းဝန်ကြီးဌာနကပြောပါတယ်အကျိုးဆက်ဖြစ်ဟာဗတ်ရဲ့နိုင်ငံတကာအကြောင်းသားတွေဟာကြောင်းပြောင်းကြရမှာဖြစ်တယ်လို့အမေရိကမှာဆက်လက်ပညာသင်ခွင့်ရုပ်သိမ်းခံရတာမျိုးလဲကြုံလာရနိုင်တဲ့အခြေအနေဖြစ်ရှိနေပါတယ်ပြပကြောင်းသားတွေလက်ခံခွင့်မရတော့ဘူးဆိုရင်တော့ဟာဗတ်ရဲ့ဝင်ငွေလည်းအကြီးအကျယ်ထိခိုက်သွားစေမှာဖြစ်ပါတယ် ပြီးတော့ဒီကဘာလုံးကအတော်ဆုံးကျောင်းသားကျောင်းသူတွေကိုလိမ့်ကျင့်တင်ကြားပေးနေပါတယ်ဆိုတဲ့တက္ကသိုလ်ရဲ့ဂုဏ်သိက္ခာမှာမေးမိန်သွားစေတော့မှာဖြစ်ပါလေ။ဟာဗတ်မှာနိုင်ငံပေါင်း100ကျောင်းကနေလာရောက်ပြီးပညာသင်ယူနေတဲ့နိုင်ငံတကာကျောင်းသားကျောင်းသူပေါင်း8000လေးပါရှိပြီးအစုစုပေါင်းကျောင်းသားဦးရေရဲ့၄ဘုံတဘုံကျော်လောက်ရှိပါလေ။ Harvard တက္ကသိုလ်အမေရိကန်ရဲ့အကျွေးဝါဆုံးတဲ့တက်တန်းရည်ဆုံးတက္ကသိုလ်ကြီးလည်းဖြစ်ပါတယ်။ကမ္ဘာမှာလည်းနံပါတ်1တက္ကသိုလ်ကြီးဖြစ်ပါတယ်။ Harvard နဲ့သဘောထားကွလမှုတွေအစားပြုလာခဲ့တဲ့နောက် Trans ဆိုရဟာတက္ကသိုလ်အတွက် ဖက်ဒရယ်အစိုးရစီကသုတေသနထောက်ပံ့ငွေဒေါ်လာ1.6ဘီလီယံကိုလည်းဖြတ်တောက်လျှော့ချခဲ့ပါတယ်။ဒါပြင်တက္ကသိုလ်ရဲ့ခုံကင်းလုခွင့်ရထားမှုအခွင့်အထူးကိုလည်းပယ်ဖြတ်ပြစ်ဖို့စဉ်းစားနေပြီလို့ထံကဆိုပါတယ်။ဘင်္ဂလားဒေ့ယာယီအစိုးရအဖွဲ့ခေါင်းဆောင်မိုဟာမက်ယင်နက်ဆာယာဒုကနေနှုတ်ထွက်တော်မယ်လို့သတင်းတွေထွက်နေပါလေ။ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစနာရဲ့အစိုးရပြုတ်ကျစေခဲ့တဲ့လူမှုအုံကြွမှုပြီးဖွဲ့စည်းထားတဲ့ယာယီအစိုးရမှာ ဘန်လုံငန်းရှိနိုင်ငံချင်းနိုဘယ်ဆုရှင်မိုဟာမက်ယူနက်စ်ကလက်ရှိယာယီသမရာဒူကိုလက်ခံရယူပြီးဥဆောင်နေတာဖြစ်ပါလိမ့်မိုဟာမက်ယူနက်စ်ရဲ့ယာယီဆိုရဟာရွေးကောက်ပွဲကျင်းပပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံကိုဒီမိုကရေစီနီလနဲ့ညီတင်မြောက်တဲ့အစိုးရလက်ထက်ပြန်အပ်နိုင်မယ်လို့ကတိပေးထားပါတယ်။ဒါပေမဲ့မိုဟာမက်ယူနက်စ်ဟာနိုင်ငံရေးပါတီအားလုံးစီကပူးပေါင်းပါဝင်မှုကိုလိုလားနေတယ်လို့ဆိုပါတယ်။အခုဖြစ်နေတာကဘင်္ဂလားဒေ့ရှ်ရဲ့အင်အားကြီးမားတဲ့ BNP ပါတီက မိုဟာမက်ယူနက်စ်ရဲ့လုံဆောင်ချက်တွေနဲ့ပတ်သက်ပြီးကောက်ကွက်ဆန္ဒပြတာတကနေအစားပြုရမှာဖြစ်ပါတယ်။နောက်ပြီးတော့တချိန်နဲ့တပြိုင်တည်းတူမှာပဲဘင်္ဂလားဒေ့စ်စစ်တပ်အကြီးအကဲကလည်းလက်ရှိယာယီဆိုရဟာရွေးကောက်ပွဲကိုလာမယ့်2026ဇွန်လမှာဆောင်ရွက်မယ်လို့ဆိုနေပေမဲ့အများဆုံးဖြစ်အောင်လုပ်တဲ့ကြောင်းရွေးကောက်ပွဲကို ြစ်နိုင်ရင်စောစောကျင်းပပြီးစီလို့ကြောင်းဒီဇင်ဘာလမှာကျင်းပပြီးစီလို့ကြောင်းဖီအားပေးမှုမှာထွက်လာခဲ့တာဖြစ်ပါတယ်။ဒါရီဟာမိုဟာမက်ယူနစ်ရဲ့တယောက်တည်းပေါ်မှာကြာလာတဲ့အတွက်ကြောင့်မိုဟာမက်ယူနစ်ဟာအဲ့ဒီအခြေအနေတွေကိုလည်းစိတ်ပျက်နေတယ်လို့ဆိုပါတယ်။အလီဂျင်နယ်ပဒပီဘင်္ဂလားဒေ့ရ်ကမြို့သားနိုင်ငံရေးပါတီဖြစ်တဲ့ NCBG ရဲ့နာဟက်အဆလန်ကတော့သူဟာမိုဟာမက်ယူနက်စ်နဲ့တွေ့ဆုံခဲ့ကြောင်း ပြီးတော့နိုင်ငံရေးပါတီတွေကမထောက်ခံဘူးဆိုရင်တော့လုတ်ဖက်ဖို့စဉ်းစားနေတယ်လို့မိုဟာမက်ယူနက်စ်ကမိမိကိုပြောပြခဲ့ကြောင်းဆိုပါတယ်။နောက်ပြီးမိုဟာမက်ယူနက်စ်နှုတ်ခတ်လိုက်ခြေတင်နဲ့ပြန်နေလို့ဒီကိစ္စကိုတေချာဆွေးနွေးဖို့လိုလားပါတယ်လို့ဆိုပါတယ်။အသက်84နှစ်အရွယ်မိုဟာမက်ယူနက်စ်ဟာနိုင်ငံရေးပါတီတွေနဲ့လက်တွဲလှုပ်လှုပ်သွားခြင်းပေမဲ့သူ့စီကိုဗဟုပြုကြနေတယ်မြောင်များလာစွာသောတောင်းဆိုမှုတွေအတွက်စိတ်ပြတ်နေပြီဖြစ်ပါတယ်။မိုဟာမက်ယူနက်စ်ကပါတီတွေအနေနဲ့သူ့မထောက်ခံခြင်းမှုဆိုရင်သူလည်းနှုတ်ခတ်ဖို့စဉ်းစားထားတယ်လို့အစိုးရအဖွဲ့ဝင်တွေကိုအသိပေးခဲ့ ပါတယ်လူသိညာနဲ့ပါတီဖြစ်တဲ့ဘင်္ဂလားဒေ့မျိုးသားပါတီ BNP ကယာယီအစိုးရကိုဆန္ဒပြတဲ့ခြေတပွဲတွေကိုမြို့တော်ဒါကာမှာဦးဆောင်ကျင်းပခဲ့တဲ့နောက်မိုဟာမက်ယူနက်စ်ကလည်းယာဒူကလည်းနှုတ်ခတ်မဲ့သဘောမျိုးတုံ့ပြန်လာတာဖြစ်ပါတယ် BNP ကယာယီအစိုးရအနေနဲ့ရွေးကောက်ပွဲကျင်းပရေးနဲ့ပတ်သက်တဲ့ roadmap ကိုမြေဆန်းမကျင်ညာဘူးဆိုရင်အစိုးရနဲ့ပူးပေါင်းဆောင်ရွက်နေတာမှသမျှရုတ်သိမ်းမယ်ဆိုပြီးချိန်ချောင်းနေတာဖြစ်ပါတယ်ခရရဲ့မွေးနေ့မှာကျင်းပဖို့စီစဉ်ထားတယ် ရိုင်ဂန်ကြီးတဲ့စည်ရပြခန်းနာအတွက်ဒေါ်လာ45သန်းခန့်ကုန်ကျနိုင်တယ်လို့သိရပါတယ်။လာမယ့်ဇွန်လမှာကျင်းပဖို့စဉ်းစားတဲ့ရိုင်ဂန်စစ်တပ်နှစ်ပလည်နဲ့ထိမ်းမစည်ပြပွဲဟာသမ္မတထရန့်မူနီနဲ့တိုက်ဆိုင်နေပါတယ်။ဒါကြောင့်ဒေါ်လာ25သန်းမှ45သန်းကြားကုန်ကျနိုင်တယ်လို့စစ်တပ်ပြောရေးဆိုခွင့်ရှိသူက CBS News ကိုပြောပါတယ်။ကုန်ကျစည်ခန့်မှန်းချက်မှာစည်ရပြခန်းနာမှာပါဝင်မဲ့ပွဲတော်တွေပါဝင်ခန်းနာတစ်ခုလုံးကုန်ကျစည်ဖြစ်ပါတယ်။ ဝါရှင်တန်မှာပြုလုပ်မဲ့ခြေတကွင်းမှာကားစီးရေတရာကျော်စစ်စီထောင်ကြီးပါဝင်ပါမယ်။ရဟရင်အစင်း90ပါဝင်နိုင်ပြီးအစိုးရလေကြောင်းအာဏာပိုင်နဲ့ကြေကြေပြင်းပြင်းညှိနှိုင်းဆောင်ရွက်နေကြောင်းပြောရေးဆိုခွင့်ရှိသူတွေကပြောပါတယ်။အဲဒီခဏမှာ M1A1 Abrantin 5လေးပါရှိမှာပြီးပေါင်3000အလေးချင်းရှိတဲ့တန်ကြက်ကရှင်တွေကြောင်းဝါရှင်တန်ရှိလမ်းမတွေမပြတ်စည်းစေဖို့တထုပြားတွေချခင်းထားဖို့ပါစီစဉ်နေတယ်လို့ကာကွယ်ရေးဝန်ကြီးဌာနအရာရှိသူကပြောပါတယ်ဒီခြေတပွဲကိုဇွန်14ရက်နေ့အမေရိကန်စစ်တပ်ရဲ့နှစ်ပေါင်း250ပြည့် အထိတ်မှအခမ်းနာတစိတ်တပိုင်းဖြစ်ကျင်းပမှာဖြစ်ပြီးတမရထရဲ့89နှစ်ပြောင်းငွေနေနဲ့တိုက်ဆန်နေပါလေအင်ဂျူရောပြောရေးဆိုခွင့်ရှိသူအန်နာကယ်လီကကုန်ကြစိတ်အားအမေရိကန်စစ်တပ်နဲ့လွတ်တော်ကဖွဲ့စည်းထားတဲ့အခမ်းအနားကျင်းပရေးကော်မတီကမျှဝေကြားခံသွားမယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း150ခန့်က အမေရိကန်ကိုတီထောင်ပြီးကတည်းကတာဝန်ထမ်းဆောင်ခဲ့သူအားလုံးကိုဂုဏ်ပြုတဲ့စီးပြအခမ်းအနားနဲ့အတူအမေရိကန်စစ်တပ်ရဲ့မွေးနေ့ကိုတမရထရန့်ကဂုဏ်ပြုမှာဖြစ်ပါတယ်လို့ဆိုပါတယ်။တမရထရန့်ကခုလအစောပိုင်းမှာဒီခမ်းအနားအကြောင်းကိုတီးပြခဲ့ပြီးကျွန်တော်တို့ကြီးကျယ်ခမ်းအနားလာတဲ့ခြေတပွဲကြီးကျင်းပပါတော့မယ်လို့ NBC မီဒီယာနဲ့တွေ့ဆုံခြင်းအစီအစဉ်မှာပြောပါတယ်။တမရကဒီပွဲဟာသူ့မွေးနေ့ပွဲနဲ့မသက်ဆိုင်ကြောင်းပြောပါတယ်။ သူမိုးနေပွဲနဲ့ဒီပွဲလုံးမဲ့နေ့တိုက်ဆိုင်မှုဟာဒါဟာ true char တိုက်ဆိုင်မှုတစ်ခုသာဖြစ်ပြီးတမင်တကာလှုပ်ချင်းမဟုတ်ဘူးလို့ပြန်လည်ညင်းချက်ထုတ်ရှင်းထားပါတယ်။ကုန်ကြစည်နဲ့ပတ်သက်ပြီးမြင်းမြတဲ့အခါမှာချိန်ပွားရတဲ့ထိမ်းမနဲ့နှမ်းရှင်ကုန်ကြစည်ကအသေးဖွဲ့ပါလို့သမရထန်ကပြောကြားခဲ့ပါတယ်။အစိုးရကိုနစ်နာစေတဲ့အတွက်ဒေါ်လာသန်း300ကျော်ပေးဆောင်မှု ဝင်ကြီးချုပ်ဟောင်ရှင်လက်ကိုထိုင်းတရောင်းကမိတ်ချပါတယ်။ဆိုရဗန်နောင်ဝင်တွေကိုနှစ်နာဆုံးရှုံးစီခဲ့တဲ့အတွက်ဒေါ်လာသန်း300ကျော်ပြန်လျော့ပေးဖို့ထိုင်းဝင်ကြီးချုပ်ဟောင်ရှင်လက်ကိုထိုင်းတရောင်းကမျက်ကွယ်မှာမိတ်ချလိုက်ပါတယ်။ရှင်လက်ဟာထိုင်းဝင်ကြီးချုပ်ဟောင်တဆင်ရဲ့ညီမဖြစ်ပြီးလက်ရှိထိုင်းဝင်ကြီးချုပ်ရှင်နာဝဲရဲ့အတော်လည်းဖြစ်ပါတယ်။သူဟာထိုင်းဝင်ကြီးချုပ်ဖြစ်2017ကနေ2014အထိတာဝန်ယူပြီးတဲ့နောက် ခွဲစည်းပုံအခြေခံဥပဒေခွင်ရဆုံးဖြတ်ချက်အရရာလူကနေဖယ်ရှားခံရပြီးတိတ်မကြခင်မှာပဲစစ်တပ်အာဏာသိမ်းခြင်းခံရတာပါကျေလက်ဟာသူဝင်ကြီးချုပ်ဖြစ်တောင်းယူခြင်းကသူ့ကိုထောက်ခံတဲ့ကျေလက်နေတောင်းတလက်သမားလူတန်းစားကိုမလုံးပေးစီယုံတိမ်သွင်းဖို့အတွက်စံစဘာတွေပေါင်စည်းထပ်ပူပေးပြီးအစိုးရဗန်နံငွေတွေအသုံးပြုဝယ်ယူခဲ့ကြောင်းဆွဆွဲခံရရပါတယ်ဒီအတွက်အစိုးရဗန်နံငွေတွေ ပြုံးပြီးမျက်နှာခဲ့တယ်လို့အစိုးရရှိနေတွေကထောက်ပြပြီးတရားဆွဲခဲ့တာပါတရားဝန်တစ်ခုကရှင်လက်ဟာအဲ့ဒီဆွတ်ဆွဲချက်တွေအတွက်အပြစ်ရှိတယ်လို့2021ကအစီရင်ချက်ချပေမဲ့နောက်ပိုင်းမှာတော့ဘ ഹു တရားဝန်ချုပ်ကအစီရင်ချက်ကိုပယ်ဖျက်ခဲ့ပါတယ်ရှင်လက်လက်ထက်မှာပြည်ပနိုင်ငံတွေစီစဘာတင်မှုရောင်းချတဲ့လှုပ်ဆောင်မှုနဲ့ပတ်သက်ပြီးစစိုးရအပိုးဆောင်မှုတွေရှိခဲ့ကြောင်းတရားဝန်ချုပ်ကဆုံးဖြတ်ပါတယ် အစိုးရအင်ဂျင်စီတွေထဲမှာအဂိလိုက်ဆောင်ပြဿနာတွေရှိနိုင်ကြောင်းသတိပေးမှုကိုလည်းရင်လက်ကအေးအေးတုံ့ပြန်မှုပြောက်ကွက်ကြောင်းအဲ့ဒီဆုံးဖြတ်ချက်မှာဖော်ပြထားပါတယ်။အကျိုးဆက်အနေနဲ့အစိုးရဟာပေါင်းဝေ20ဘီလီယံကျော်လောက်မျက်နှာခဲ့ပြီးတော့ရင်လက်ဟာအဲ့ဒီတဲကထပ်ဝက်ဖြစ်တဲ့ဘတ်7ဘီလီယံကျော်ပေးချေရမယ်လို့တရားဝန်ချုပ်ကညွှန်ကြားခဲ့ပါတယ်။အဝယ်စပီလီယံဟာဒေါ်လာသန်း300ကျော်လောက်နဲ့ညီမျှတဲ့ပမာဏပါ။ဗန်နိုင်းဝန်ကြီးဌာနက2016မှာ ရင်လက်စီကလက်နာကြီးဘတ်3.38ခုနှစ်ဘီလီယံတောင်းထားတဲ့ကိစ္စနဲ့ပတ်သက်လို့တော့ရင်လက်ဟာကိုယ်တိုင်အကြမ်းမှုတွေကျူးလွန်ခဲ့ကြအောင်ဓာတ်ရိုက်ကြကြသတိမပြနိုင်ဘူးလို့ဆုံးဖြတ်ပြီးပယ်ဖြတ်ပေးခဲ့ပါတယ်။စံမဝယ်ရမွာရာဟာ2019ခုနှစ်ရွေးကောက်ပွဲမှာရင်လက်အနိုင်ရစေဖို့အထူးကတောင်းအားပေးခဲ့တဲ့မဲဆွယ်ကတိဖြစ်ပေမဲ့နောက်ပိုင်းမှာသူ့ရဲ့နိုင်ငံရေးသမားဘဝအရှုပ်ထွေးအများဆုံးကြုံတွေ့စေတဲ့ပြဿနာလည်းဖြစ်လာပါတယ်။ အဲ့ဒီစစ်စေးရအစိုးရဟာထိုင်းလက်သမားတစီကစံကိုနိုင်ငံတကာပေါက်ဈေးထက်90ရာခိုင်နှုန်းလောက်ဈေးပိုပြီးဝယ်ခဲ့ပါတယ်အဲ့ဒီစံတွေကိုတော့လောင်းနေစံဈေးတက်လာချိန်မှာပြည်ပစီကမှာဈေးတင်ပြီးရောင်းဖို့စီစဉ်ခဲ့ပါတယ်။ဒါပေမဲ့တခြားစံထုတ်လုပ်တဲ့နိုင်ငံတွေကဈေးနှုန်း short ချရှင်ပြန်မှုတွေလုပ်တဲ့အခါဒီစံတွေဟာပြိုင်ပေါ်မိတယ်ဖြစ်ပြီးထိုင်းဆိုရတဲ့မြန်မာဘူးတွေအများကြီးကြုံခဲ့ရတာပဲဖြစ်ပါတယ်။ ညီမပေါ်လက်တော်တိတ်ချောင်းနေတဲ့ရင်လက်ကတရားရုံးရဲ့စင်ချက်ထွက်ပေါ်လာတယ်နော်။သူဟာအစိုးရကိုထိခိုက်နေတာမှုတွေဖြစ်စေခဲ့တယ်ဆိုတဲ့ကိစ္စအငြင်းဆုံးခဲ့ပြီ။သူမလုပ်တဲ့ကိစ္စအတွက်အကျိုးဆက်ခံလို့ဖြစ်နေကြောင်းသူမအနေနဲ့အဲ့ဒီကိစ္စလုံးဝမလုပ်ခဲ့ကြောင်း Facebook ပေါ်မှာရေးပါတယ်။သူရရှိနေတယ်ကလည်းနောက်တစ်ချိန်ပြန်လဲကြားနာစစ်ဆေးကိစ္စတောင်းဆိုဖို့စီစဉ်နေတယ်လို့ဆိုပါတယ်။ရဲလက်ဟာအကိုဖြစ်သူကိုတတ်ဆင်တဲ့တို့ပြပမှာနှစ်ရှည်လာမြတ်တင်းချောင်းနေပြီးအခုခါမှာတတ်ဆင်ကတော့ ပြည်ပကိုပြန်လည်ဝင်ရောက်နေပြီပဲဖြစ်ပါတယ်။ရင်လက်ကတော့ပြည်နှင်းကိုမဝင်နိုင်သေးပဲပြည်ပမှာပဲအမှုရင်ဆိုင်နေရတဲ့အခြေအနေမှာရှိပါတယ်။ကြားဖြတ်ရွေးကောက်ပွဲမှာရှုံးနေခဲ့ပြီးနောက်ဖိလစ်ပိုင်သမ္မတမာကော့စ်ဂျူနီယာကအစိုးရတစ်ဖွဲ့လုံးနှုတ်ခတ်ဖို့မိန့်ပေးပါတယ်။ သူရဲ့အာနာထင်းချုံမှုအားလဲသွားတယ်လို့လေးလာသူတွေကသုံးသက်တယ်လူကြိုက်များမှုရော့ကျသွားတဲ့ဂျားဖြစ်ရွေးကောက်ပွဲရလက်ထွက်ပေါ်ပြီးတပတ်ကျော်ကြာမှအစိုးရတစ်ဖွဲ့လုံးနှုတ်ခွက်ကြပါတော့လို့ဖိလစ်ပိုင်သမ္မတဖာဒီနန်မာကော့စ်ဂျူနီယာကအမိန့်ထုတ်ပါတယ် စီမံခန့်ခွဲမှုအပိုင်းပြလဲပြင်ဆင်ခြင်းဖြင့်အကြောင်းပြချက်ပေးပေမယ့်မေ၁၂ရက်ဂျားဖြတ်ရွေးကောက်ပွဲပြီးထွက်လာတဲ့မာကော့စ်ဖွဲ့ရဲ့အစိုးရဖွဲ့နှုတ်ထွက်မှုတောင်းဆိုမှုဟာဒုသမ္မတဆာရာဒူတာဒီနဲ့သူ့ရဲ့သဘောထားတင်မာမှုတွေကြီးမားခြင်းပြလဲထိန်းချုပ်ဖို့ကြိုးပမ်းမှုဖြစ်ပါတယ်။သမ္မတထောက်ခံတဲ့အထက်လူတော်ကိုယ်စားလှယ်လောင်းများစွာမဲရှုံးခဲ့ပေမယ့်ဒူတာဒီသစ္စာခန့်ကိုယ်စားလှယ်နဲ့တိုက်ခန့်တတိပုဂ္ဂလကိုယ်စားလှယ်ဟာအံ့အားသင့်ဖွယ်အောင်ပွဲခံနိုင်ခဲ့ပြီး ဒါဟာအာဏာရမြို့ပေါင်းအဖွဲ့မှာအကြောင်းတွေရှိနေပြီဆိုတာမီးမောင်းထိုးပြခဲ့ပါတယ်။လက်ရှိပြည်သူကလည်းအာဏာရမြို့ပေါင်းအဖွဲ့ကိုမကြိုက်တော့ဘူးဆိုတာပြသလိုက်တာပဲ ဖြစ်ပါတယ်။ဂျိုကဘွေရလည်းဟာ2028မှာတက်တန်းကုံဆုံးတဲ့ဖာဒီနာမာကိုဂျူနီယာရဲ့လက်ကျန်သုံးထွက်တာကာလာတွင်သူ့ရဲ့အာနေတော်တဲ့လုတ်ပိုင်ခွဲပေါ်မိကုန်းထုတ်เสียရှိလာပါတယ်။ အစိုးရဖွဲ့နှုတ်ထွက်မှုကျင်းညာခဲ့ပြီးဝန်ကြီးများနှုတ်ထွက်ကြခြင်းမှာအစိုးရဌာနရဲ့လုပ်ငန်းစဉ်တွေအနှောင့်အယှက်ဖြစ်မှာမဟုတ်ပါဘူးလို့တမရနန်တော်ကပြည်သူတွေကိုအာမခံခဲ့ပါတယ်။ဖာရီနာမာကိုဂျူနီယာကအစိုးရဖွဲ့ဝန်ကြီးတွေကိုပြန်လည်ခန့်အပ်ခြင်းဒါမှမဟုတ်အစားထိုးခန့်အပ်ခြင်းမပြုလုပ်သေးခင်အထိအစိုးရဌာနတည်တည်မှာ နောက်ထပ်အဆင့်မြင့်ဆုံးအရာရှိတွေကယာယီတွင်းဝင်တွေဖြစ်ထမ်းဆောင်မယ်လို့မျှော်လင့်ရပါတယ်။ဖာရီနာမာကိုဂျူနီယာဟာဆက်ရှိနေမှာလားဒါမှမဟုတ်နှုတ်ထွက်ရမယ့် သူ့အတွက်စုံဖြတ်ဖို့အချိန်စရာပေးမထားပေမဲ့လုံရည်ကိုင်းရီကောင်းမှုနဲ့အရေးတကြီးအခြေအနေရအစိုးရအဖွဲ့အပြောင်းလဲကိုစုံဖြတ်လိုက်မယ်ဆိုပါတယ်မေ22နဲ့29ရက်ကတည်းကအစိုးရအဖွဲ့အရာရှိများစွာဟာတမရရဲ့အမိန့်နဲ့တူနှုတ်ခွန်းစာတွေစခဲ့ပါတယ်သူတို့အနေနဲ့တမရရဲ့ကျင့်လက်လက်သမှုနဲ့တာဝန်ထမ်းဆောင်တကယ်တော့တမရအမိန့်ကိုလည်းလိုက်နာသွားမယ်လို့ပြောဆိုခဲ့ပါတယ်အရင်ကဖလမိုင်းတမရတွေကအစိုးရတစ်ခုလုံးနှုတ်ခွန်းဖို့တောင်းဆိုခဲ့ပေမဲ့ဒီလိုလှုပ်ဆောင်ချက်တွေဟာအများအပြား နိုင်ငံရေးချက်တဲ့ကြုံနေတဲ့ခါမှသာဖြစ်ပေါ်လေးရှိပါတယ်။စစ်ပွဲကာလ၃နှစ်တာတခြားသုံးပန်းအများဆုံးလဲလဲပွဲကိုရုရှားနဲ့ယူကရိန်းတို့ကလှုပ်ဆောင်နေပြီလို့သိရပါတယ်။စစ်ပွဲကာလတစ်လျှောက်လုံးမှာအတိုင်းအတာပမာဏအကျယ်ပြန့်ဆုံးသုံးပန်းလဲလဲမှုအစီအစဉ်ကိုရုရှားနဲ့ယူကရိန်းတို့ကြားစတဲ့အကောင်အထည်ဖော်နေပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကတရကီမှာနှစ်နိုင်ငံကိုယ်စားလှယ်ဖွဲ့တွေတွေ့ဆုံခဲ့ကြတဲ့ ပြည့်ခက်ရဲ့စည်သဘောတူညီမှုမရခဲ့ပေမဲ့တစ်ဖက်ကသုံးပန်းတထောင်လောက်စီပြန်လည်လွှတ်ပေးဖို့ကိုတော့ညှိနှိုင်းနိုင်ခဲ့ပါတယ်။မေ23ရက်မှာနှစ်ဖက်အစိုးရတွေဟာစုစုပေါင်း73ပန်း800နီးပါးလောက်ပြန်လည်လွှတ်ပေးခဲ့ပါတယ်။ဒါဟာ3နှစ်ကျော်ကြာမြင့်လာပြီဖြစ်တဲ့စစ်ပွဲတစ်လျှောက်မှာနှစ်ဖက်သုံးပန်းလဲလှယ်မှုအများဆုံးအရေးအတွက်လည်းဖြစ်ပါတယ်။ပြီးတော့သုံးပန်းတွေလဲကြတဲ့ကိစ္စဟာနောက်ထပ်ရပ်ပိုင်းလောက်ကြာတဲ့အထိဆက်ပြီးလှုပ်ဆောင်ဖြစ်မယ်လို့ယူဆပါတယ်။ ယူကရိန်းသမ္မတဇီလန်စကီကရုရှားသုံးပန်း390လောက်ကိုလွှတ်ပေးခဲ့တယ်လို့တည်ပြခဲ့ပြီးမေ24နဲ့25ရက်နေ့မှာလည်းနောက်ထပ်သုံးပန်းနဲ့အတုတ်လိုက်ထပ်ပြီးလဲလှယ်ဖြစ်ကြဖို့ရှိတယ်လို့ဆိုပါတယ်ရုရှားလက်ထက်မှာဖန်စီခံထားရသူတွေကိုအိမ်ပြန်ခေါ်ဖို့ကတိတ်ရေးကြီးတယ်လို့ဇီလန်စကီကဆိုပါတယ်။ယူကရိန်းမီဒီယာတွေကလွတ်မြောက်လာသူတွေကမိသားစုနဲ့တွေ့ဆုံပြီးပျော်ရွှင်နေတဲ့ဗီဒီယိုတွေထုတ်လွှင့်ပြသခဲ့ပါတယ်။ ရုရှားနဲ့ယူကရိန်းတို့ဟာစစ်တုံးမှန်တွေကိုအောင်မြင်မြင်လဲနေပြီးမှနှစ်ဖက်ကြားတိုက်ခိုက်မှုတွေရက်ဆိုင်မဲ့အလားအလာမတွေ့ရသေးပါဘူးစစ်တုံးမှန်လည်းလက်မှုကိုယူကရိန်းဘယ်လာယူနယ်စပ်နဲ့ယူကရိန်းရုရှားနယ်စပ်မှာလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်ယူကရိန်းရုရှားနယ်စပ်မှာရုရှားဘက်ကယူကရိန်းတုံးမှန်တွေလွှတ်ပေးခဲ့ပြီးယူကရိန်းဖမ်းထားတဲ့ရုရှားတုံးမှန်တွေကိုတော့ဘယ်လာယူစ်အနာဘနီစီလွှဲပေးခဲ့ပါတယ်အဓိကမှာတစဉ်သူတို့ကိုရုရှားစီပြန်လဲပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်ရုရှားတွေလက်ထက်မှာဖမ်းခံထားတဲ့ယူကရိန်းစစ်မှုထမ်းရေအတွက်တထောင်လောက်ရှိပဲလို့ယုံကြည်ရပါတယ် ဒုတိယကမ္ဘာစစ်နောက်ပိုင်းဥရောပမှာကြုံမှုသမျှသွေးကြောင်းအစည်းအဝေးစီးရေးပလီဘက်ကတွင်နှစ်ဖက်ထိခိုက်သေးခြင်းမှုစီရင်ကိုတော့ထုတ်ပြန်ခြင်းမရှိသေးပါဘူး။နှစ်ဖက်လုံးမှာအပြောက်အရှာနဲ့ဒဏ်ရသူဦးရေတိမ့်နေချေရှိနိုင်ကြောင်းလည်းသိရပါတယ်။နှစ်ဖက်လုံးကပြီးခဲ့တဲ့အစ္စတန်ဘူမှာလုတ်ခဲ့တဲ့ဆွေးနွေးပွဲကဒီသုံးဖက်လက်လက်မှုပဲဖြေရခဲ့ပါတယ်။ တမရပူတင်နဲ့ဇီလန်စကီတို့ထိတ်တဲ့မျက်နှာချင်းဆိုင်တွေ့ဆုံမဲ့အစီအစဉ်ကတော့လော့ဆယ်ချင်းဒီဖြင်းပြောင်းလာခြင်းမရှိသေးဘူးလို့သိရပါတယ်။ထရန့်ဆိုရက VOA ရုံးအဆောက်အုံကိုရောင်းတင်ထားတယ်လို့သိရပါတယ်။အမေရိကန်သမားဒေါ်နယ်ထရန့်ဆိုရဖန်ဟာ Federal Engineer စုစုကိုရှော့ချဖို့ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းနေတယ်။အမြန်ရောင်းမှုသတ်မှတ်ထားတဲ့အဆိုရအဆောက်အုံများစီရင်မှာ Vice of America VOA ရုံးချုပ်ကိုထည့်သွင်းလိုက်ပါတယ်။ VOA ရုံးချုပ်ဟာ National Mall ရဲ့တောင်ဘက်နဲ့ American Concrete တို့အဆောက်အအုံမှာနှစ်ဘလောက်အကွာမှာရှိပါတယ်။မူလကလူနေမှုဖူလုံရေးစီမံခန့်ခွဲရေးရုံးအတွက်တည်ဆောက်ခဲ့တဲ့သမိုင်းဝင်အဆောက်အအုံလည်းဖြစ်ပါတယ်။ VOA ရဲ့ Megan Company Agency for Global Media နဲ့ကျန်းမာရေးနဲ့လူသားဝန်ဆောင်မှုဌာနအတွက်ရုံးခန်းတွေလည်းပါရှိပါတယ်။ Federal ဆိုရ30 short chart လို့လဲ trend ရဲ့အကြံပေး billion Elon Musk ရဲ့အစီအစဉ်တစ်စိတ်တစ်ပိုင်းနေတဲ့ trend က RFA IFE ဒါပြင်ကျူဘာ Broadcasting Office CVO နဲ့ Open Technology Fund ပါဝင် VOE နဲ့ဆက်ဆက်ကွန်ရက်တွေကိုပိတ်ပင်လှုပ်ဆောင်ချိန်မှာအစောအူးရောင်းချမဲ့တဲ့ထွက်ပေါ်ခဲ့တာပါမကြောက်သေးမီရပိုင်းတွင်ရောင်းတင်ထားတဲ့တခြားပိုက်ဆိုင်မှုတွေမှာ Noin Jellies နဲ့ Clipland မှာရှိတဲ့ဗဟိုတရားရုံးတွေ St. Louis မှာရှိတဲ့အစားအသောက်ပိတ်ကင်းနဲ့စီမံခန့်ခွဲရေးဝန်ဆောင်မှုဗဟိုဌာနတက်ခွဲကဝါရှင်တန်ရှိအင်ယာနဲ့မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဌာနချုပ်တို့ပါဝင်ပါတယ် အထွေထွေဝန်ဆောင်မှုစီမံခန့်ခွဲရေးဌာနကချက်ချင်းရောင်းမဲ့ဖက်ဒရယ်စောင့်အပေါင်း443လုံးကိုစီးရင်ပြုစုပြီးနောက်အပတ်စဉ်ရောင်းချမဲ့စောင့်အုပ်ကြော်ညာလေးတတိတန်းထွက်ပေါ်လာပါတယ်။ခရရဲ့ရမွေဖြတ်တောက်မဲ့အစီအစဉ်ကိုကွန်ကရစ်တရားရုံးကပယ်ချနိုင်ခဲ့ရင်တော့မှ VOA အစောင့်အုပ်ရောင်းချမှုကြောင့်အစိုးရလက်အောက်ခံနိုင်ငံတကာသတင်းကွန်ရက်များမှာ အချိန်ပြည့်ဝန်ထမ်းတွေနဲ့စာချုပ်ဝန်ထမ်းတွေအိုးမဲ့အိမ်မဲ့ဖြစ်သွားနိုင်ပါတယ်။ VOA ရုံးပိတ်သိမ်းမှုကို Federal တရားသူကြီးတူကယာယီဆိုင်ငံ့ခဲ့ပါသေးတယ်။ဒါပေမဲ့ VOA သတင်းသမားများအလုတ်ရက်စဲခံရတော့မဲ့အချိန်ဒီမှာ Trump အနေနဲ့ရမုံဝင်ထိန်းချုပ်မှုကိုဆက်လုပ်ဆောင်နိုင်ကြောင်းအယူခံတရားဝန်ကနောက်ပိုင်းဆုံးဖြတ်ပါတယ်။ ဂျိုးဘိုင်ဒန်ဆိုရဟာယမနက်ကဝါရှင်တန်မှာရှိတဲ့ခင်မီတက်လွန်တဲ့ဒီဆောက်မှာ VOA ကို15နှစ်စာအငှားချဖို့ဆွေးနွေးညှိနှိုင်းပေးခဲ့ပေမဲ့ Agency for Global Media ကိုဦးစီးမဲ့ Trump အဆိုပြုခံထားသူကအဲ့ဒီစာချုပ်ကိုမလကပယ်ဖျက်ခဲ့ပါလိမ့်။ခရိုင်ရဲ့အကြီးတန်းအကြံပေးပုဂ္ဂိုလ် Gary Lick က VOA ရုံးခန်းငှားရခအလုံးစည်းကြီးကြောင့်နဲ့ဆိုရပိုင်ကွန်ရက်အတွက်အစီအစဉ်နဲ့ပံ့ပိုးဖို့ Trump ကိုထောက်ခံတဲ့အစီအစဉ်တင်ဆက်သူများခံထားတဲ့ West America New Network ကိုအားပြုသွားမယ်လို့ဆိုပါတယ်။ ထိုင်ဝမ်သမားလန်ချင်လေးယာရူရယူမှုတစ်နှစ်ပြည်မှာတရုတ်ကထိုင်ဝမ်နီးစေရေးတွေလေ့ကျင့်ပြပါတယ်။နိုင်ငံပိုင်ရုပ်သံကနေတော့မှပြသလိုက်ပါတယ်။ထိုင်ဝမ်သမားယာရူရယူပြီးတစ်နှစ်ပြည်ချိန်မှာထိုင်ဝမ်ရေပြင်းနီးနေရာချို့မှာတရုတ်ကကုန်းရည်နှစ်သွဲသွားရင်းအနေနဲ့စေရေးလေ့ကျင့်မှုအကြီးကျယ်လုပ်ဖို့နိုင်ငံပိုင်ရုပ်သံကနေပြသနေပါတယ်။ထိုင်ဝမ်သမားလန်ချင်လေးကတော့တရုတ်နဲ့အဆင်ပြေစေခြင်းနဲ့ဆန္ဒရှိပြီးတော့တရုတ်သမားရှီချင်းဖြစ်နဲ့ငင်းချင်းရေးစကားပြောခြင်းနဲ့တွေ့ဆုံဆွေးနွေးခြင်းနဲ့လို့အချင်းချင်းပြောပေမဲ့တရုတ်ကတော့လောကလက်ခံခြင်းမရှိပါဘူး။ ဘေဂျင်းကအမုန်းကြီးမုန်းနေတဲ့ထိုင်ဝမ်သမ္မတလာချင်းလေးကစစ်ပွဲကိုရှောင်နိုင်ဖို့စစ်ပွဲအတွက်ပြင်ဆင်သွားမယ်လို့သူကပြောလိုက်ပြီးထိုင်ဝမ်ရဲ့ကြီးညက်ခံနေတဲ့စီးပွားရေးကိုလည်းခိုင်မာအောင်တိဆောက်သွားမယ်ဆိုပါတယ်ထိုင်ဝမ်ရဲ့နှီးဆုံးဖူးချက်ပြည်နယ်တောင်ဘက်ရေပြင်ကိုတရုတ်ကတန်ချက်ကရဲ့အများအပြားဆေးလွှတ်ခဲ့တယ်လို့ CCTV ကသတင်းထုတ်လွှင့်ပါတယ်ကျောက်တမှာထုတ်လွှင့်တဲ့ဗီဒီယိုမှာ ပုံဖြတ်ထားတဲ့တင်ကားအများအပြားတောင်ပြင်မှပင်လယ်ထဲဆင်းသွားကြပုံကိုပြသထားပါတယ် ။လိမ်မော်ရောင်တက်ကဲအင်ကြီးတွေဝတ်ဆင်ထားတဲ့စစ်သားတွေကတားဆီးတွေကြော်ဖြတ်ပြီးတင်ကားတွေမောင်းနှင်သွားမှုကိုဖော်ပြထားပါတယ်။ စစ်သားဆိုတာကျွန်တော်တို့ရဲ့ကိုယ်ပိုင်အမှတ်သားပဲလေ့ကျင့်နေဆိုတာနေ့စဉ်လုပ်ရလို့ဆင်ပဲလို့တရုတ်တမဟာဖော်ဝင်သူကပြောပါတယ်တိုက်ပွဲဝင်ဖို့ကျွန်တော်တို့အမြဲတမ်းရှိနေတယ်လို့ဆိုပါတယ်အ ਨੇ ဆုံးရုပ်သက်မှုနှစ်ခုမှာနောက်ခံမှာထပ်မြင့်တက်တယ်ကိုတွေ့ရပါတယ်ထိုင်ဝမ်ကိုတရုတ်ရဲ့နယ်မြေအစိပ်ပိုင်းဖြစ်ပြန်လည်သိမ်းယူဖို့အင်အားသုံးမယ်လို့ချိန်ချောက်ထားတဲ့တရုတ်သမ္မတရှီကျင်းဖင်ကလိုက်ချင်းတဲ့ရာလူရလာကလေးကကျုံးလီမှာစီးလေ့ကျင့်ခန်းကိုကြီးကြီးမားမားလုပ်လာဖြစ်ပါတယ်လွန်ခဲ့တဲ့24နှစ်အတွင်းကျုံးလီမှာတရုတ် စစ်တပ်မှရင်းရင်းရှစ်စင်းရဲ့လေရင်၅ဆင်းတွေ့မြင်ခဲ့ရကြောင်းထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်တရုတ်ရဲ့စစ်ရေးလေ့ကျင့်မှုတွေဟာလွယလွတ်စင်ဖြစ်ပြီးကျူတင်စီစဉ်ထားတဲ့လေ့ကျင့်ခန်းတွေသာဖြစ်ပါတယ်တင်လေပတ်ဝန်းကျင်နဲ့လေပိုင်နဲ့လုံခြုံရေးအတွက်ဘာမှတရုတ်မှမရှိပါဘူးလို့ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်ချက်မှာဖော်ပြထားပါတယ် အဆိုပါတနည်းပြအခါသမရမှာဘေကျင်းရဲ့ထိုင်ဝမ်ရေးအယုံကလိုင်ချင်တဲ့ရဲ့ခွဲထွက်ရေးရည်ချက်ကိုတိုက်ခိုက်ပြောဆိုခဲ့ပြီးထိုင်ဝမ်ရေးလက်ကြားတဲ့စီးပွားရေးအရာအဆက်ဖြတ်ရေးကိုလည်းအားပေးပြောခဲ့ပါတယ်။ဘေကျင်းဟာထိုင်ဝမ်နဲ့ဆက်သွယ်ဆွေးနွေးလိုပါတယ်။ဒါပေမဲ့တရုတ်တနိုင်ငံနဲ့မှုကတော့လက်ခံမှသာဖြစ်နိုင်မယ်လို့တရုတ်ဘက်ကဆိုပါတယ်။ထိုင်ဝမ်ဟာတရုတ်နိုင်ငံရဲ့အစိတ်အပိုင်းဖြစ်တယ်ဆိုတဲ့မူဝါဒကိုသူကညှိနှိုင်းပြောဆိုသွားတာဖြစ်ပါတယ်။ထိုင်ဝမ်သမ္မတလိုင်ချင်တွေကတော့ဒန်တူရည်တူရှိမှုနဲ့ဂုံတိတ်ခါရှိမှုတို့ရှိပါကဘေကျင်းနဲ့ဆက်သွယ်လိုတယ်လို့အင်္ဂါလေးကပြောသွားပါတယ်။ လလောဆယ်မှာတော့တရုတ်ကတင်းတင်းမာမာဆက်ဆံတဲ့အတွက်ကြောင့်ထိုင်ဝမ်ကိုနိုင်ငံတော်များကတန်တမန်ဆက်သွယ်ရေးမလုပ်နိုင်ဘူးလို့သိရပါတယ်။ခီးတော်ဧည့်သည်လိန်လဲခံရဆုံးထိတ်တန်းမျိုးအဖြစ်ဘန်ကောက်မြို့တက်မှတ်ခံရပါတယ်။ Master Card Economic Institute ရဲ့အစီအခံစာသစ်မှာထိုင်းနိုင်ငံမြို့တော်ဘန်ကောက်ဟာခီးတော်ဧည့်သည်လိန်လဲခံရဖို့အလုံးလွယ်ကော်တဲ့မြို့တော်ဖြစ်သမထားရဘန်ကောက်နဲ့တခြားထိုင်းနိုင်ငံကြီးရေပန်းဆိုင်ရာနေရာများစီတွားရောက်ဖို့စီစဉ်နေတဲ့ အားလည်းရခီးထွက်မဲ့သူတွေတတိကျကျထားသင့်ပြီလို့ဒီ street တိုင်းကဖော်ပြပါတယ်မစနာကိုင်းကနောမီအင်စတီကျူဖွင့်ဟာတရင်ချက်လက်များအားသူတေသနာပြုစီစစ်ပြီး ကမ္ဘာလုံးဆိုင်ရာနဲ့ဒေတာတွင်စီးပွားရေးအလားအလာကိုအချက်လက်များထုတ်ပြန်ပေးတဲ့အဖွဲ့ဖြစ်ပါတယ်။ CNBC သတင်းဌာနကကြေညာပြန်ဖော်ပြခံရတဲ့အဒီအစီရင်ခံစာမှာခီးသွွားလုပ်ငန်းဟာလိမ်လည်မှုတွေအတွက်အားအနည်းဆုံးနယ်ပယ်ဖြစ်ကြောင်းအလေးထားဆိုရင်ခီးသွွားရာသီအထုတ်ထိတ်ကာလတွေမှာလိမ်လည်မှုတွေတိတိတသာမြင့်မားလာတာတွေ့ရှိရကြောင်းဖော်ပြပါတယ်။ခီးသွွား agency တွေနဲ့ခီးစဉ်တွေရေးဆွဲခြင်းမှာ ရှိပေမဲ့လိမ်လည်မှုတွေဟာတခြားသောလုပ်ငန်းတွေပဲဒီမှာဗျမ်းများရှိတဲ့လိမ်လည်မှုတွေထက်လေးစားကြောမကမြင်မာနေပါတယ်ဇာတိဥဒ္ဓပူလေးနဲ့ကာလာလေးမှာလူကြိုက်များရာနွေရာသီခီးစဉ်ရဲ့18ရာခိုင်နှုန်းကျော်နဲ့အေးများရာသီဥဒ္ဓဆောင်းသီခီးစဉ်ရဲ့28ရာခိုင်နှုန်းအထိအံ့အားသင့်ပွဲလိမ်လည်မှုတွေတိုးလာကြောင်းခုအစဉ်ကန်စားပါအချက်လက်တွေကပြောပါတယ် ဘန်ကောက်မှာထူးထူးမြတ်တက်စီနဲ့ကားငှားကိုဆောင်မှုဟာခီးသွားတဲ့လိမ့်လေခံရမှုအများဆုံးကြုံရတဲ့အဓိကနယ်ပယ်တွေဖြစ်ပါတယ်။တက်စီနဲ့ကားငှားရမ်းခြင်းသက်ဆိုင်တဲ့ပြဿနာတွေဟာဘန်ကောက်မှာဖြစ်ခဲ့တဲ့လိမ့်လေမှုဖြစ်စဉ်ရဲ့48%ကိုထိတိတိတသာမြင့်တက်နေပါတယ်။ ငွေပေးချေပြီးတာနဲ့စီစဉ်ထားတဲ့ခရီးစဉ်ဟာလုံးဝအစားပြောက်သွားတယ်။ကြော်ညာထားတဲ့တခြားစီပဲလို့အစင်ခန်းစာမှာဖော်ပြထားပြီးထုံးစံလိုဖြစ်နေတဲ့လိန်လယ်နည်းတစ်ခုအဖြစ်မီးမောင်းဖော်ပြပါတယ်။လိန်လယ်ခံရတဲ့ဘေးအနေဟာမြေတမြေနဲ့တမြေတော်တော်လေးกว่าပေမဲ့ဘန်ကောက်ကတော့မလူလာတဲ့အဆင့်မှာပဲရှိနေပါပြီ။ဒီလိုဒေတာလိုက်กว่าကกว่าချမှုရှိနေတာကိုထောက်ပြပါတယ်။တချို့ခီးသွားနေရာချို့မှာလိန်လယ်မှုများစွာခီးသွားကဏ္ဍနဲ့ခီးသွားကုမ္ပဏီတွေမှာဖြစ်နေတာပါ။ ဒါပေမဲ့တခြားသောမြို့တွေမှာလိင်လည်းမှုတွေဟာအစားအသောက်ဝယ်ဆောင်မှုလို့ level တွေမှာဖြစ်တတ်ပါတယ်။ချင်ချားတဲ့ဥပမာပြောရရင်လောင်းရဲဂျယ်လစ်မြို့ပါပဲ။အဲ့ဒီမြို့မှာအစားအသောက်လုပ်ငန်းတွေဟာလိင်လည်းမှုတွေရဲ့အကြီးမားဆုံးအရင်းမြစ်ပါလို့ဆိုပါတယ်။အခုအစဉ်ခန်းစာမှာ Fukan နဲ့ Turkey ရဲ့ Ankara မြို့တို့ဟာ Hotel Jordan Spoken လို့ချင်းနဲ့ဆက်ဆက်သောလိင်လည်းမှုတွေပုံမှုဖြစ်များပါတယ်။ ခီးတော်တွေဟာ San Francisco, Dublin, Seoul, Budapest နဲ့ Edinburgh မှာလိမ်လည်မှုတော့အနည်းဆုံးလို့ပြောပါတယ်။စံကျင်ပတ်အနေနဲ့အလိမ်ခံရမှုတော့များပြားတယ်လို့ခီးတော်တွေကပြောတဲ့မြို့တွေကတော့ Mexico, Vienna, Hanoi, Dhaka နဲ့အထူးသဖြင့် Bangkok တို့ဖြစ်ပါတယ်။အထူးရှားပါတဲ့အပြာရောင်စိန်တပွင့်ကိုဂျနီဗာမှာ American Dollar 21.5သန်းနဲ့လေးလံတင်ရောင်းချခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစိန်ဟာ၄ချိန်17.3ကာရက်ရှိပြီးလေးလံဆွဲတဲ့သူတွေကိုအရင်ဆွဲဆောင်နိုင်ခဲ့ပါတယ်။ နာမည်မဖော်ပြတဲ့အမေရိကန်လူမျိုးတဦးကအဲ့ဒီရှာပါစင်ကိုဒေါ်လာ21.5သန်းနဲ့လေးလံမောင်းခင်ကန်ဒေါ်လာ10.3သန်းနဲ့စပြီးလေးလံစတင်ခဲ့တာပါအဲ့ဒီစင်ကိုတောင်အာဖရိကရဲ့ကာလီနန်မိုင်းတွင်းကနေတူဖော်ရရှိခဲ့ပြီးမက်လာမှာပထမဆုံးစတင်မိတ်ဆက်ကလေးကစင်လုပ်ငန်းတွင်ပြောစမှတ်တွင်ခဲ့ပါတယ်အရန်လှလုံးပါလေဂျနီဘာမှာလေလံပွဲမတိုင်ခင်အဘူဒါဘီဘွဲမှာတခြားစင်ခုနှစ်ဖွင့်အပြင်ကြောင်းမြေဒနာတွေနဲ့ပါပြသခဲ့တယ်လို့သိရပါတယ် အဲ့ဒီစိန်ကိုလေးလံဆွဲခဲ့တဲ့လုပ်ငန်းရှင်ကတော့ပြောဆိုခြင်းမရှိဘူးလို့သိရပါတယ်နောက်တစ်ခုကတော့ခန္ဓာကိုယ်ပြင်ပမှာတန်တေးသားလောင်းကြီးထွားတဲ့နေစနစ်ကိုဂျပန်သိပ္ပံပညာရှင်တွေကဖန်တီးလိုက်တဲ့ဆိုတဲ့သတင်းမှာဂျပန်နိုင်ငံမှာသိပ္ပံပညာရှင်တွေဟာခန္ဓာကိုယ်ပြင်ပမှာတန်လေသားလောင်းကြီးထွားလာနိုင်စေမဲ့တိုင်အိမ်တုကိုဖန်တီးပြီးဇီဝနည်းပညာကဏ္ဍမှာအံ့အားသင့်စရာမှတ်တမ်းတည်တည်ရဲ့ site ထူလိုက်ပြီးဖြစ်ပါတယ် တန်တေသားလုံးကြီးထောက်မှုမှုကိုထောက်ပံ့ဖြစ်စေမဲ့ပတ်ဝန်းကျင်အနေထားအောက်ဆီဂျင်နဲ့အာဟာရဓာတ်တွေပံ့ပိုးပေးတဲ့တိုင်အစီရဲ့လုံဆောင်ချက်ကိုတူပပြီးတိုင်တူဖန်တီးထားတာပါဒီဖန်တီးမှုဟာမျိုးအပေါ်မှုဆိုင်ရာစေဝါထုတ်လုပ်မှုလောင်းမစီပဲမွေးဖွားမှုသိပ္ပံဆိုင်ရာသူတည်တနာပြုလုပ်ချက်တွေအတွက်ဖြစ်နိုင်ခြေပေါင်းများစွာရှိလာပါတယ်ဒါမဲ့စေပညာဆိုင်ရာကျင့်ဝတ်နဲ့စီမင်းထင်းသိမ်းပိုင်းမှာလည်းကံတွယ်ဖြည့်ရှင်းစရာတွေရှိနေတဲ့ဆိုတဲ့ဝေဖန်မှုတွေခံနေရတာဖြစ်ပါတယ် နောက်တစ်ခုပြောချင်ပါတယ် Harry Potter reboot ဆိုတဲ့ CU ဟာကွန်ကြားစိတ်အများဆုံး series ဖြစ်လာအောင်ပဲလို့ဆိုပါတယ်ထောက်လွှင့်မပြရသေးပေမဲ့ Harry Potter series အသစ်ဟာခုဆိုကပ္ပစေးမြင့်ဆုံး TV show ဖြစ်လာနေပြီ Harry Potter reboot ဆိုတဲ့အဲ့ဒီ series အသစ်ကထောက်လွှင့်မပြသေးရတာတော့မှစံချိန်ချိုးနေပါပြီအဲ့ဒီ series အတွက် American Dollar 4.2 billion ကုန်ကြမ်းခံဖို့စီစဉ်ထားပါတယ် အဲ့ဒီကုန်ကျစရိတ်ကြောင့်ပဲကမ္ဘာစည်းမျဉ်းစုံ TV series ဖြစ်သတ်မှတ်ခံရမှာဖြစ်ပါတယ် ဒီ series တကမူရင်း TV series တွေပို့ပြီးသိစေကြဖို့မျှော်လင့်ရပါတယ်ဒီ series season 7ရှိမှဖြစ်ပြီး season တစ်ခုစီမှာအပိုင်း6ပိုင်းပါဝင်မှာဖြစ်ပါတယ်စစပေါ်ပိုင်း52ပိုင်းရှိမှာဖြစ်ပါတယ်အပိုင်းတစ်ပိုင်းကိုအမေရိကန်ဒေါ်လာတန်တရာကျော်ဝင်ကြီးကုန်ကြမှာဖြစ်ပါတယ်ဒီ series ရိုက်ကူဖို့အတွက် Porter Valley ဆိုတဲ့မြို့လေးကိုတည်ဆောက်ရတာပို့ပြီးကုန်ကြစိတ်များပါတယ်အဲ့ဒီမြို့ကအဓိကရိုက်ကူရေးနေရာပြောင်းဖြစ်ပါတယ် Warner Bros Rio ကတည်ဆောက်ခဲ့တဲ့အဲ့ဒီရိုက်ကူရေးနေရာဟာအမေရိကန်ဒေါ်လာ1.3ဘီလီယံကျော်လောက်ကုန်ကြပါတယ်အဲ့ဒီနေရာမှာ Howard's Grove Winkrat and Wisakin Cross Station private drive တို့လိုထင်ကြရနေရာတွေကိုအသေးစိတ်ပြန်လည်ဖန်တီးထားမှာဖြစ်ပါတယ်။ဒီစီးမှာအရင်သေဆုံးနေလုံးဝပေါမမဟုတ်ပဲသေဆုံးအစ်တွေပါဝင်လာမှာဖြစ်ပြီး2020ခုမှာထုတ်လွှင့်ဖို့စီစဉ်ထားတယ်လို့သိရပါတယ်။